ူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ဘောမှာပြန်ပြီးတော့ကြာရောက်တတ်တယ်။ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ်ကြောက်။ဒါကိုအလွန်တတိထားစရာကောင်း။လောကလူတွေလူတွေဟာအပြစ်တင်တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။ကဲ့ရဲ့တာလဲလွယ်လွယ်ကူနဲ့လုပ်တတ်တယ်။မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့အဆုံးအမကိုဒီနေရာမှာမှတ်သားတဲ့နေပေါ့။ဒါနေ့စဉ်ဘဝမှာ အရေးကြီးတယ်။လူတိုင်းလူရိုင်းရဲ့နေ့စဉ်ဘဝမှာ နှုတ်ကိုဆောင်စည်းခြင်းဆိုတဲ့နှုတ်ကိုစည်းကမ်းချက်ထားတာအမတန်မှတန်ဖိုးရှိလူလောကမှာလှုပ်နေကြတာနှုတ်နဲ့ပြောတာရယ်ကိုတိလက်ရောက်လှုပ်တာဒီနှစ်ခုပဲရှိတာအဲ့ဒီလိုနှုတ်နဲ့ပြောကိုတိလက်ရောက်လှုပ်တာဟာအမှားရယ်မရှိအောင်တတိထားပြီးတော့ဆောင်ရွက်ကြရမှာဖြစ်တယ်။အေးပြစ်တင်မှုကဲရမှုနဲ့ပတ်သက်ပြီးသူတော်ဘာရဲ့အပြစ်ကိုရှုမြင်တဲ့ဟာရှုမြင်တိုင်းကောင်းသလား ကဲတာကဲတိုင်းကောင်းသလားလို့ဆိုမကောင်းတာတွေအများကြီးနော်မကောင်းတာတွေအများကြီးမြတ်စွာဘုရားကဟောထားတယ်ပရဝိသနုပတိတသူတော်ဘာအပြစ်ကိုရှုမြင်တတ်တဲ့ပုဂ္ဂိုလ်တော့ကလူတွေဟာကိုယ်နဲ့ပတ်ဝန်းကျင်မှာချင်းဘယ်သူကဖြင့်ဘာလှုပ်တာပဲဘယ်သူကဖြင့်ဘာပြောတာပဲဆိုပြီးတော့တစ်ဖက်သားကဘလိန်လှုပ်ဖို့ပဲစဉ်းစားတယ်များ 然后哥哥嘞。